အားလုံးကိုမင်္ဂလာရှိသောအချိန်ကာလဖြစ်ပါစေလို့နှုတ်ခွန်းဆက်သလိုပါတယ်ဒီတစ်ပတ်နိုဝင်ဘာလ၁ရက်နေ့မှာကျွန်တော်တို့ကြားနာရမယ်ရဝေသာသနာသတင်းရဲ့ခေါင်းစဉ်ကတော့ကောင်းကင် နိုင်ငံသားဖြစ်ရန်သင်ကြားပေးခြင်းဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ရေးသားသူကတော့ဝါရှင်တန်ဖြစ်ပါတယ်ဘရာဇီးနိုင်ငံမှာနေထိုင်ပါတယ်ဝါရှင်တန်ဆိုတဲ့ပုဂ္ဂိုလ်ဟာဆိုရင်ဘရာဇီးနိုင်ငံရဲ့အနောက်မြောက်ပိုင်းမှာ ရှိတဲ့ ကျောင်းတီရှိယာအနီးနားမှာပဲနေထိုင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။သူရဲ့ဖခင်ဟာဆိုရင်1943ခုနှစ်မှာတည်ထောင်ခဲ့တဲ့ကျောင်းတစ်ကျောင်းမှာပထမဦးဆုံးဘွေရရှိခဲ့တဲ့သူဖြစ်ခဲ့ပါတယ်။ဝါရှင်တန်ဟာဆိုရင်လည်းအဲ့ဒီကျောင်းမှာပဲမွေးဖွားခဲ့တာဖြစ်ပါတယ်။ကလေးဘွားကလေးကပင်ကျောင်းတက်ပြီးတော့စာရီတင်ကြားဖို့ရန်အတွက်သူ့မှာရည်ရွယ်ချက်တွေရှိခဲ့ပါတယ်။ အလုံမလုံကင်ခင် အချိန်မှာပညာသင်ကြားခဲ့ပြီးတော့ဘွဲ့ရចောင်းသားတူဖြစ်လာခဲ့ပါတယ်။အိမ်ထောင်ကျပြီးတဲ့နောက်မှာသားတူရရှိလာတဲ့အခါကျသားငယ်ကိုလည်းပညာတတ်ဘွဲ့ရတူဖြစ်စေချင်ခဲ့တဲ့ဆန္ဒတွေသူ့မှာရှိခဲ့ပါတယ်။ဒါပေမဲ့2000ပြည့်နှစ်တွေမှာအဲ့ဒီဒေသမှာရေကြီးလွန်မှုတွေဖြစ်ပေါ်လာခဲ့တဲ့အခါမှာ ြောင်းတော်ကြီးဟာဆိုရင်ပျက်စီးသွားခဲ့ရပါတယ်။ဝါရှင်တန်အပါဝင် ကလေးမိဘတွေတော်တော်များများဆိုရင်သူတို့တွေမျောလင်းချက်တွေမဲ့ခဲ့ရပါတယ်။ကြောင်းတော်ကြီးကလည်းပြိုလဲပြီးတော့ပျက်စီးသွားခဲ့ရပါတယ်။နှစ်နှင်းငယ်ကြာပြီးတဲ့နောက်မှာအဲ့ဒီဒေတာမှာရှိတဲ့မြေကြီးကိုတတမနဲ့အသင်းတော်ကနေဝယ်ယူပြီးတော့ကြောင်းပြန်ဆောင်မယ်လို့ဝါရှင်တန်ဟာဆိုရင် ကြားသိခဲ့ရတဲ့အတွက်အင်မတန်မှ ဝမ်းသာခဲ့ပါတယ်အကြောင်းအတွက်သူ့ဘဝရဲ့တစိတ်တစ်ပိုင်းမြုပ်နှံမယ်ဆိုပြီးတော့လဲသူ့ရဲ့ဆန္ဒတွေဟာဆိုရင်အရင်က ဖြစ်ပေါ်လာခဲ့တဲ့အရာတွေဟာပြန်လည်ရှင်သန်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာဝါရှင်တန်ဆိုရင်ကျောင်းဆောင်မဲ့နေရာနဲ့နိုင်ရီအတန်ကြာ ကားမောင်းပြီးတော့သွားရမယ်ဘရာဇီးနိုင်ငံရဲ့နာမည်ကြီးမြို့ဖြစ်တဲ့ရီစီဖီဆိုတဲ့မြို့မှာမိသားစုနဲ့ နေထိုင်လျက်ရှိပါတယ်။အဲ့ဒီမြို့မှာဝါရှင်တန်ဟာဆိုရင်အိမ်တော်တော်များများ ပိုင်ဆိုင်ထားပါတယ်။ပင်စင်ယူဖို့ရန်အတွက် အသက်အရွယ်ဟာဆိုရင်လည်းရလာပြီဖြစ်ပါတယ်။အသက်အရွယ်ဟာဆိုရင် သူ့အတွက်ပြဿနာတော့မဟုတ်ခဲ့ပါဘူး။ဖျားသခင်ကို ကြောင်းရှိတဲ့ဘက်မှာ ပြောင်းရွှေ့ဖို့ရန်အတွက်အမြဲတမ်းဆုတောင်းခဲ့ပါတယ်။အလုပ်ပြောင်းပေးဖို့ရန်အတွက်ဌာနမှူးထံရှောက်လွှာတင်ခဲ့ပါတယ်။ အလုတ်ပြောင်းခွင့်ရဖို့ရန်အတွက်မလွယ်ကူပေမဲ့လည်းတခါတရံတော့ပင်စင်ယူဂာနီပုံကိုယ်တရားဆိုရင်ပြောင်းခွင့်ရတတ်တာကြောင့်မလို့သူ့အတွက်ညှော်လင့်ချက် အနှဲငယ်ရရှိပါတယ်ဝါရှင်တန်ရဲ့အထက်လူကြီးကသူ့ကိုဘရာဇီးနိုင်ငံရဲ့အခြားပြည်နယ်ဘက်ကို ပြောင်းရွှေ့ခွင့်ပြုခဲ့ပါတယ်ဝါရှင်တန်ကကျွန်တော်တတ်တမနဲ့အသင်းတော်အကြောင်းနဲ့နှီးတဲ့နေရာမှာ အလုတ်ပြောင်းချင်ပါတယ်ဆိုပြီးတော့မှယဉ်ကျေးစွာပဲသူကညှင်းဆိုခဲ့ပါတယ်။ပညာရေးကကျွန်တော်အတွက်အရေးကြီးလို့ပါဆိုပြီးတော့မှသူကဆက်ပြီးတော့ပြောပြခဲ့ပါတယ်။အဲ့ဒီညာကိုတွားချင်တာလားဆိုပြီးတော့အထက်လူကြီးကမေးတဲ့အခါမှာဟုတ်ကဲ့ဆိုပြီးတော့ဝါရှင်တန်ကဖြေဆိုခဲ့ပါတယ်။အရာရှိကပြီးပြီလို့ပြောပြီးတော့စာရွက်စာတမ်းပေါ်မှာလက်မှတ်ရေးထိုးပေးပြီးတော့အခုခမည်းတော်ကိုတတ်တမနဲ့အသိန်းတော်ကျောင်းသားမှာ အလုတ်တာဝန်ထမ်းဆောင်လို့ရပြီဆိုပြီးတော့မှပြောခဲ့ပါတယ်အစပိုင်းမှာဝါရှင်တန်ရဲ့ဇနီးတဲ့နဲ့တားရဟာဆိုရင်အဲ့လိုပြောင်းရွှေ့မှုအတွက်စိတ်လှုပ်ရှားမှုတို့မှမရှိခဲ့ပါဘူးရစီဖီမြို့မှာနေထိုင်ရတာအသက်တာဟာဆိုရင်တတောင်တတာအင်မတန်မှရှိလာပါတယ်တို့လိုချင်တဲ့အရာတွေလွယ်ကူစွာဝယ်ချမ်းလို့ရတယ်ဈေးဝယ်စင်တာတွေဟာဆိုရင်တို့ရဲ့အနီးနားမှာပဲ များစွာ ရှိပါတယ်။တတမနဲ့အသင်းတော်ကြောင်းရဲ့ပတ်ဝန်းကျင်မှာတောအုပ်တွေနဲ့ဝန်းရံလျက်ရှိပါတယ်။ဒါပေမဲ့ဖခင်နောက်ကို လိုက်ဖို့ရန်အတွက် သဘောတူလိုက်ကြပါတယ်။ကြောင်းနဲ့နီးတဲ့နေရာမှာဝါရှင်တန်ဟာမြေကွက်ဝယ်ပြီးတော့မှအိမ်ကိုစောက်လိုက်ပါတယ်။ Recipe မြို့ပေါ်ကနေအိမ်နှလုံးကို ရောင်းပြီးတော့ကြောင်းစောက်တဲ့နေရာမှာအသုံးပြုဖို့ရန်အတွက် ငွေကြေးတွေများစွာလဲသူကလှူဒန်းခဲ့ပါတယ်။ကျောင်းကို2008ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးတော့မှဝါရှင်တန်ဟာဆိုရင်လဲစိတ်အားထက်သန်စွာပါဝင်ကူညီခဲ့ပါတယ်။အလူငွေကောက်ခံပြီးတော့ငွေကြေးထက်ဝင်ကြဖို့ရန်အတွက်လှုပ်ဆော်ပေးတဲ့သူတွေနဲ့အတူပါဝင်ပြီးတော့ကျောင်းသားအသစ်တွေကိုရရှိဖို့ရန်အတွက်လဲသူကကူညီပေးခဲ့ပါတယ်။ကျောင်းသားအသစ်တွေအတွက် သူဟာဆိုရင် ចောင်းလက်ခကိုသူကစိုက်ထုတ်ပေးပါတယ်သူ့ရဲ့အိမ်ကိုလည်းចောင်းអ៊ូជីနေထိုင်ဖို့ရန်အတွက်အကူညီပေးခဲ့ပါတယ်သူနေထိုင်ဖို့ရန်အတွက်နောက်ထပ်အိမ်တစ်တလုံးကိုဆောက်လုပ်ခဲ့ပါတယ်2014ခုနှစ်မှာဆိုရင်အဲ့ဒီတတ္တမနဲ့အသိတော်ចောင်းကိုဖွင့်လင့်နိုင်ခဲ့ပြီးတော့မှ ဝါရှင်တန်ရဲ့သားအင်ဂိုဟာဆိုရင်စည်ရင်သွင်းတဲ့ပထမဦးဆုံးသောចောင်းသားဖြစ်လာခဲ့ပါတယ်။ ဆယ်နှစ်သားအရွယ်ကျောင်းသားလေးဖြစ်ပါတယ်။ယခုဝါရှင်တန်ဆိုရင်အသက်65နှစ်ပြည့်ပြီးတော့မှပင်စင်ယူပြီးတဲ့နောက်မှာလဲကျောင်းအနီးနားမှာရှိတဲ့အခွင့်ရုံးမှာတာဝန်ထမ်းဆောင်လျက်ရှိပါတယ်။သူ့ရဲ့သားအိုင်ဂေါ်ဟာဆိုရင်လဲတတ္တမနဲ့အသင်းတော်ကျောင်းမှာအထက်တန်းအောင်ပြီးတော့တက္ကသိုလ်မှာဆက်လက်ပညာစီးပူးနေစေဖြစ်ပါတယ်။ပါနန်ဘူဂါနိုတတ္တမနဲ့အသင်းတော်ကျောင်းရဲ့ဒေါက်တိုင်လို့ အဲ့ဒီကြောင်းကိုဝါရှင်တန်ဘလောက်ထိချစ်ကြောင်းသူ့ရဲ့စကားတွေမှာဖော်ပြလက်ရှိပါတယ်ဝါရှင်တန်ရဲ့မျိုးရိုးစဉ်ဆက်30ဆက်အထိအဲ့ဒီကြောင်းမှာပညာသင်ခွင့်ရကြောင်းအမြဲကုန်ယူကျင့်တ်စွာပြောကြားလက်ရှိပါတယ်ဒီကြောင်းတော်ကြီးရဲ့အနီးနားမှာပဲအသက်တာကိုမြုပ်နှံပြီးတော့ဆက်လက်အသက်ရှင်အောင်မယ်လို့ဆုံးဖြတ်ပြီးတော့ဒီကြောင်းတော်ကြီးပါဏံဘူဂါနိုတတ္တမနဲ့အသိန်းတော်ကြောင်းဟာ တမလွန်ဘွားအတွက်တင်ကြားပေးပြီးတော့ចောင်းသားတွေကိုလည်းကောင်းကင်နိုင်ငံသွားတဲ့လမ်းကိုညွန်ပြပေးတဲ့အကြောင်းဖြစ်ပါတယ်လို့သူကယုံကြည်ထားပါတယ်။ယခုဘက်73ဘက်အလူငွေဟာဆိုရင် ပါနန်ဘူကန်တို့ចောင်းတော်ကြီးကိုចောင်းသား900ဆက်နဲ့ចောင်းအဖြစ်အစင်မြင့်ဖို့ရန်အတွက်တိုးချက်တဲ့နေရာမှာဒီအလူငွေတွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။အလူငွေတွေကိုလည်း ရဲရဲရော်ရော်ထပ်ဝင်ဖို့ရန်အတွက်ပြင်ဆင်ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဆိုပြီးပေးပို့ထားပါတယ်ဒီတစ်ပတ်ရဲ့ရဲဝဲသန္တနာသတင်းကတော့ဒီလောက်ပဲဖြစ်ပါတယ်ဂျာနာသူရောက်ချင်းစီတိုင်းမို့ဖျားရှင်ကောင်းကြီးမလားတော်လောင်ချပေးပါစေအာမင်